ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့စက်တင်ဘာလ29ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြပြင်းချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးကြတာကတော့ဗမော်တိုက်ပွဲမှာကလေးဝမင်ကင် PDF တပ်ဖွဲ့ဝင်30ကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဗမော်မြို့နယ်တိုက်ပွဲတွေအတွင်မှာကလေးဝမင်ကင်မြို့နယ်တွေက PDF တဖွဲ့ဝင်30ဦးကြာဆုံးခဲ့တယ်လို့ဒေသခံစီးရေးသတင်းရှင်းမြစ်တွေကပြောပါတယ်။တိုက်ပွဲအတွင်းကြာဆုံးသွားတဲ့တော်လိုင်းရဲဘော်တွေထင်းမောင်ကလေးဝမြို့နယ်အတွင်းကတက်ခွဲမှုယာရုရှိလူတဦးပါဝင်ပြီးကလေးခရင်အမတ်ချုပ်တရင်ကလေးဝ PDF တဖွဲ့ဝင်18ဦးကလေးခရင်အမတ်ကိုတရင်မင်းကင်း PDF တဖွဲ့ဝင်9ဦးနဲ့ကလေးခရင်တရင်ရှစ်မင်းကင်း PDF တဖွဲ့ဝင်4ဦးစုစုပေါင်း30ကြာဆုံးခဲ့တာဖြစ်ပါတယ်။ဗမော်တိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ 2024ခုနှစ်စက်တင်ဘာလကနေ2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ထိတနစ်တာကာလအတွင်းစစ်အုပ်စုနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာကြာဆုံးခဲ့တာဖြစ်တယ်လို့ကလေးကလေးစီရီသတင်းရှိမြစ်တူကပြောပါတယ်။ဗမော်တိုက်ပွဲကတိုက်ပွဲထဲမှာကို14ရောက်ကြာတာစစ်ကူရင်ကြာဆုံးတာကများတယ်။ဒါကကလေးဝတ်တရင်လို့ဆိုပါတယ်။ဒီကြာဆုံးရဲဘော်တွေဟာကချင်ပြည်နယ်ဗမော်မြို့နယ်ကစစ်အုပ်စုနဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းကြာဆုံးခဲ့တာဖြစ်တယ်လို့ ဒဏ်ရာရစေဝါကုသမှုခံယူရင်းကြဆုံးသူလဲပါဝင်တယ်လို့မင်းကင်း PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်မင်းကင်းကရင်းနှစ်က၄ယောက်ကြတယ်တချို့တွေကအလောင်းပြန်မရဘူးမိသားစုတွေအတိပေးတာပဲလုံနိုင်တယ်လို့ဆိုပါတယ်ဒီလိုတိုက်ပွဲတွေအတွင်းမှာတွန်လိုင်းကြီးတပ်ဖွဲ့ဝင်တွေကြဆုံးတာနဲ့ပတ်သက်ပြီးကလေးခရင်အမတ်ချုပ်တရင်ကလေးဝ PDF တရင်ကလည်းမမော်တိုက်ပွဲမှာလက်ရှိအချိန်ထိတက်ခွဲမှုတဦးအပါအဝင်ရဲဘော်၁၈ဦးကျွေလွင့်ခဲ့ပြီးပြီး အလေးပြုလျက်ပါရေးဖို့လို့လို့ဝန်လေးချောင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စကိုင်းတိုင်းအတွင်းကပြီးခဲ့တဲ့နှစ်အတွင်းရှမ်းပြည်နယ်အတွက်ဖြစ်ပွားခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးနဲ့ရှမ်းမန်းစစ်စင်ရေးတို့မှာတော်လိုင်းရေးတပ်ဖွဲ့ဝင်တရားကြောထမနေကြဆုံးခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်မှုရှိတယ်လို့ TNL ပြောဆိုကြောင်မဲမြို့ကိုထိန်းချုပ်ထားနိုင်စေလို့ TNL ပြောရေးစုခွင့်ရှိသူပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့တောင်းတက်မတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောပါတယ်စစ်ကောင်စီတပ်ဟာကြောင်မဲမြို့စီကိုအင်အား900လောက်နဲ့ထိုးစစ်ဆင်နေပြီးလက်တလုံးမှာကြောင်မဲမြို့နယ်ကနာခန့်နဲ့စကန်းသာကြီးရွာတွေမှာတိုက်ပွဲပြင်းထန်နေတယ်လို့လွေးရည်ဦးကဆိုပါတယ်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကြီးရွာတွေဟာကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်လောက်ကွာဝေးပါတယ်လောလောဆယ်မှာစစ်ကောင်စီတပ်ဟာ ျမတို့ကိုတာလွန်အင်အားနဲ့ဒုစစ်စင်နေတာမျိုးတွေ့ရှိရပါတယ်။အဓိကကလက်နက်ခင်းရံတွေပြီးတော့လေကြောင်းကနေတဆင့်ဘုံကျဲတက်ခိုက်တာမျိုးလက်နက်ကြီးတွေပစ်တာမျိုး drone နဲ့တက်ခိုက်တာမျိုးအင်အားအလုံးအင်းနဲ့ချီတက်ပြီးတော့မှတက်ခိုက်တာမျိုးတွေရှိတယ်။လောလောဆယ်မှာတော့ပြီးခဲ့တဲ့ဒီလမှာဆိုချီတက်တာအယောက်300ရှိပါတယ်။ထပ်ပြီးတော့မှဒီကြားထဲမှာဖြစ်တင်းတာမျိုးတွေလည်းရှိပါတယ်။လောလောဆယ်တော့သူတို့အင်အားခန့်မှန်း900ဝန်းကျင်လောက်ရှိမှဖြစ်ပါတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကပြောပါတယ်။ ိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပြီးစစ်ကောင်စီဘက်ကထိခိုက်တာမျိုးတွေပိုရှိတယ်လို့လည်းဆိုပါတယ်လက်တလုံးမှာကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကြောင်မဲမြို့ကအများစုအောင်နှိစက်ရဒေသတွေမှာတွားရောက်တင်းရှောင်နေကြရတယ်လို့လူရည်ဦးကဆိုထားပါတယ်တချို့ကတော့ဆက်ရှိနေပါသေးတယ်လူလူကမြို့ပေါ်မှာလည်းဆက်ရှိနေတာမျိုးတွေရှိပါတယ်အဓိကကတော့လောလောဆယ်ကတော့လေချောင်းကိုပဲတတိထားပြီးတော့မှစောင့်ကြည့်ရမယ့်အနေထားမျိုးရှိတယ် ကျန်တဲ့အပိုင်းကတော့လက်ရှိမှာတော့ကျမတို့ထင်းချုပ်ထားနိုင်စေဖြစ်ပါတယ်လို့၎င်းကဆက်ပြောပါတယ်စစ်ကောင်စီဟာကြောင်မဲမျိုးကိုလေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရံနဲ့လုံခြုံရေးတတိထားကြဖို့လည်းတိုက်တွန်းထားပါတယ်အထူးသဖြင့်တိုက်ပွဲကတော့မြို့နဲ့နီးစပ်လာတဲ့အမြစစ်ကောင်စီဟာဒီမြို့ကိုပဲအတိကတော့ပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်လုံခြုံရေးကိုအမြဲတတိရှိဖို့လိုတယ်ကာကွယ်လက်ညွန့်တွေကိုလိုက်နာဖို့လိုအပ်ပါတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ပြီးကြတဲ့ဇူလိုင်လမှာနောက်ဂျုံမြို့ကိုပြန်လဲတင်ပိုက်ရယူပြီးတဲ့နောက်ဩဂတ်စ်လ19ရက်နေ့ကစတင်ပြီးကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNL PDF ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့မြင်းချံမြို့အထက်ခတုံးကျောင်းမှာစေကျော်တက်အရွယ်ကလေး9ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြင်းကျံမြို့အတ္တကတုံးကျောင်းမှာစေကျော်သက်အွယ်ကလေးငယ်9ဦးကိုအကြပ်ပတ်စစ်တကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမြင်းကျံလူလူလှူရှာမှုကော်မတီမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်စက်တင်ဘာလ9ရက်နေ့မှာမြင်းကျံမြို့နယ်ကံရွာလမ်းကွဲမှာရှိတဲ့အကြပ်ပတ်စစ်တပ်စစ်စေးရေးကိမစစ်သားတွေကမြင်းကျံမြို့အတ္တကတုံးကျောင်းမှာအသက်73နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်9ဦးကိုပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရင်းကလေးငယ်9ဦးဟာ မြင်းကျက်မြို့ပေါ်မှာနေထိုင်သူတွေဖြစ်ပြီးအသက်73နှစ်အရွယ်ကလေးငယ်တဦးကိုသာအချမ်းဖတ်စစ်တပ်ရဲ့ခမရ15တပ်ရင်းကပြန်လွတ်ပေးပြီးကျန်ကလေးငယ်6ဦးကိုတော့လက်ရှိအချိန်ထိဆက်လက်ဖမ်းဆီးထားကမိသည့်နေရာကိုပို့ဆောင်လိုက်တီကိုမသိရှိရကြောင်းသိရှိရပါတယ်။မြင်းကျက်မြို့နယ်ကံရွာလမ်းကွဲမှာရှိတဲ့စစ်ခွေးစစ်စေးရိတ်ကိတ်ကကလေးငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့ကလေးငယ်တွေတဲက73နှစ်အရွယ်ကလေးကိုတော့စက်တင်ဘာလ21ရက်နေ့မှာပြန်လွတ်ပေးတယ်လို့သိရပါတယ်။ ူတို့တွေကိုဘယ်မှာဖမ်းထားလဲဆိုတာတော့မသိရသေးဘူးလို့မြင့်ချန်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူကပြောဆိုပါတယ်။အကြံဖတ်စစ်တာစစ်မှုတပ်တသားတင်များစုဆောင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်လမ်းသွန်းလမ်းလာလူငယ်များအပါအဝင်နေအိမ်တဲထိပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေပြီးအကြံဖတ်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေကလည်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးကငွေကြက်သိမ်းရခြင်းနဲ့ရောင်းစားမှုတွေကိုပါကျူးလွန်နေကြောင်းသိရှိရပါပါခင်ဗျာ။ ထပ်မတင်ဆက်ပေးကြတာကတော့တနင်္သာရီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးခဲ့ကြောင်း KNU ဗိတ်တော်ဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ25ရက်နေ့မနက်6:00နာရီခန့်မှာတနင်္သာရီမြို့နယ်ရှမ်းအင်းတော်ကြီးရွာအနီးအကြံပတ်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ယင်းထိတွေ့တိုက်ပွဲအတွင်းမှာအကြံပတ်စစ်တပ်ဘက်မှ9ဦးသေဆုံးပြီး7ဦးထပ်မံတိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲကို KNL ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလီလက်အောက်ခံတရင်စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အလားတူစက်တင်ဘာလ16ရက်နေ့ကလည်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မော့တောင်နယ်စပ်ကုန်းသွေးလမ်းပိုက်မှာရှိတဲ့တင်ခွန်ကျေးရွာအနီးမှာလည်းအကြမ်းဖက်စစ်တပ်နဲ့ KNL ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလီလက်အောက်ခံတရင်စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား2ဦးသေဆုံးကတနနက်လက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါရခင်ဗျာဆက်လက်တင်ဆက်ပေးကြတဲ့ကတော့နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွယ်ဟောပြောစည်းရုံးရမှာစစ်တပ်ပြိုကွဲရေးနဲ့ စစ်တပ်ရဲ့ဂုံတိတ်ခါထိခိုက်စေမှုများမလုံဆောင်ရန်နဲ့လိုက်နိုင်ရမယ့်အချက်၉ချက်ကိုတားမြစ်ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွဲဟောပြောစည်းရုံးရမှာစစ်တပ်ပြုတ်ကွေးရေးနဲ့စစ်တပ်ရဲ့ဂုံတိတ်ခါထိခိုက်စေမှုတွေကိုမလုံဆောင်ရန်နဲ့လိုက်နိုင်ရမယ့်အချက်၉ချက်ကိုစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်လိုက်ပါတယ်။အချမ်းပါစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့မှာနိုင်ငံရေးပါတီများအတွက်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်များမှာ ဟောပြောတင်ပြကွင်းတွင်လိုက်နာရမယ်စီမင်းစည်းကမ်းတွေကိုထုတ်ပြန်ရမှာရင်းကဲ့သို့ကန့်သက်တာမြင့်ချက်တွေကိုထုတ်ပြန်လာခြင်းဖြစ်ပါတယ်နိုင်ငံရေးပါတီများအနေနဲ့ဟောပြောတင်ပြရမှာပြည်ထောင်စုမပြုတ်ကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြုတ်ကွဲရေးနဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထိခိုက်စေတဲ့ဟောပြောမှုများမပြုတ်လို့ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အင်းကျတာယာရေးကိုထိခိုက်စေမဲ့ဟောပြောမှုများမပြုတ်လို့ရန်၂008ဖွဲ့စည်းပုံခြေကံဥပဒေနဲ့တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှုမရှိတဲ့ဟောပြောမှုများမပြုလို့ရနိုင်ငံတော်အားအကြီးညိုပြစ်စည်းရင်သို့မဟုတ်ဂုံတိတ်ခါထိပါစေရန်ဟောပြောမှုများမပြုလို့ရန်တို့ကိုတားမြစ်ထားပါတယ်ဒါအပြင်စစ်တပ်ပြုကိုရေးဖြစ်ပေါ်စေရန်သို့မဟုတ်စစ်တပ်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေရန်ဟောပြောခြင်းမပြုလို့ဖို့လူမျိုးရေးဘာသာရေးနဲ့လူအများနဲ့ပတ်သက်၍ပြိပခတ်ဖြစ်ပေါ်စေနိုင်တဲ့တိတ်ခါနဲ့ကိုကျင့်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုစီယုံလှုပ်ဆော်ခြင်းမပြုလို့ရန်ဘာသာရေးကိုနိုင်ငံရေးအတွက် အလွဲသုံးစားပြုတဲ့ဟောပြောမှုများမပြုလုပ်ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပျက်ပြားစေရန်သွေးထိုးလှုပ်ဆော့ဟောပြောမှုများမပြုလုပ်ရန်နိုင်ငံဝန်ထမ်းများယင်းတို့ရဲ့တာဝန်ကိုကြည်ပွန်စွာမထမ်းဆောင်နိုင်စေရန်သို့မဟုတ်အစိုးရကိုဆင့်ကျင်ဆန္ဒပြစေရန်သွေးထိုးလှုပ်ဆော့ဟောပြောမှုများမပြုလုပ်ဖို့တားမြစ်ထားပါတယ်စစ်တလောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများရဲ့ဟောပြောစည်းရုံးမှုစာမူတွေကိုစီစဉ်မှဖြစ်ပြီးပြင်ဆင်ရေးသားစေခြင်းခွင့်ပြုမိတ်ထုတ်ပေးခြင်းတွေကိုဆောင်ရွက်မှဖြစ်ကြောင်းထုတ်ပြန်ထားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့တဲကုန်းမြို့နယ်ရေစခန်းမှာရေတူးတက်ကြလင်းအောင်နဲ့ရေတတလှဘုံမြင့်တို့စကားများရမှအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပေါ်ပြီးရေတူးတက်ကြလင်းအောင်သိဆုံးပြစ်ခတ်သူရေတတလှဘုံမြင့်ကိုပကဖကကဲစေထားတဲကုန်းရေစခန်းအတွင်ပြစ်ခတ်မှုဖြစ်ပွားစဉ်တနက်တန်ကြောင်နှလုံးရောဂါတဲ့အဖွားအုံနှစ်ဦးသိဆုံးခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအနောက်ချင်းတဲကုန်းမြို့နယ်မှာရေတူးတက်ကြလင်းအောင်နဲ့ရေတတလှဘုံမြင့်တို့စကားများရန်ဖြစ်ရမှအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတူးတက်ကြက်လင်းအောင်တိတ်ဆုံးသွားခဲ့ကြောင်းတေကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်စက်တင်ဘာလ18ရက်နေ့ည9နာရီအချိန်တေကုံမြို့နယ်ရဲစခန်းမှာရဲတူးတက်ကြက်လင်းအောင်နဲ့တပ်သားလှဘုံမြင့်တို့စကားများရန်ဖြစ်ကြောင်းအဲဒီနောက်ရဲတူးတက်ကြက်လင်းအောင်ကလက်နက်နဲ့စတင်ပစ်ခတ်ခဲ့ပြီးလှဘုံမြင့်ကပြန်လည်ပစ်ခတ်ရမှာလင်းအောင်နေရာမှာတွေပွဲချင်းပြီးတိတ်ဆုံးခဲ့ကြောင်းပစ်ခတ်ခဲ့သူတပ်သားလှဘုံမြင့်ဟာထွက်ပြေးလာရမှာတေကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကူညီကယ်ဆယ်ထားကြောင်းသိရှိရပါတယ်။ ပြစ်ခတ်ခဲ့တဲ့ရဲတပ်သားလှဖုံးမြင့်ကိုကျွန်တော်တို့တေကုန်းပကပအဖွဲ့ကကူညီကေစေထိန်းသိမ်းထားပါတယ်လို့တေကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်။ရင်းကဲ့သို့တေကုန်းမြို့နယ်ရဲစခန်းမှာပြစ်ခတ်မှုဖြစ်ပွားစဉ်ရဲစခန်းအနီးရပ်ကွက်မှာနေထိုင်တဲ့အသက်80အရွယ်အဖွားကိုနှစ်ဦးလဲနှလုံးရက်ကတေဆုံခဲ့ကြောင်းတေဆုံသူအဖွားကိုနှစ်ဦးမှာအသက်80ကျော်အရွယ်အဖွားဒေါ်အေးတန်းနဲ့ဒေါ်ရင်ကျူးတို့နှစ်ဦးဖြစ်ပြီးနှလုံးရက်တေဆုံခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ စက်တင်ဘာလ19ရက်နေ့မွန်းလယ်တနင်္လာချိန်မှာနှလုံးရက်ရွေတည်ဆုံးခဲ့တဲ့အဖွားအိုနှစ်ဦးကိုနာယီပြုတ်လုခဲ့ပြီးပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့ဗမ်းမောက်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးကောက်ကွေးပူပေါင်းတက်တွေ SND တက်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းနဲ့ကချင်အဆက်ဗမ်းမောက်မြို့ကိုတော်လိုင်းအင်အားစုတွေတင်ပိုက်ပြီးတဲ့နောက်မြို့ရဲ့အနောက်ဘက်ချမ်းမှာနှစ်ဖက်တက်တွေတိုက်ပွဲဆက်ဖြစ်နေပြီး SND တက်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တော်လင်းအင်အားစုတွေကပြောပါတယ်ရန်နေအမျိုးသားတက်မတော် SN စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့တော်လင်းအင်အားစုတွေအကြားဗမောက်မျိုးရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ခမိုးရွာအနောက်ဘက်ချမ်းကပင်ဟင်ခါကြောင်လေစတဲ့ကြီးကျော်တဝိုက်မှာဒီအပိုင်းတွင်းတိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရှိရပါတယ်ပြီးကြတဲ့စက်တင်ဘာလ23ရက်နေ့ကတော့ခမိုးရွာကတာဝါတိုင်းဂုံးကိုတော်လင်းအင်အားစုတွေကတင်ပိုက်ခဲ့ပြီး SN တပ်ဖွဲ့ဝင်အုပ်ကို တော်လိုင်းအင်အားစုတွေကအရှင်ဖမ်းမိခဲ့တာဖြစ်တယ်လို့စီးရီးတရင်ရှိမြစ်တူကခုလိုပြောထားပါရခင်ဗျာဆလတ်တင်ဆက်ပေးခြင်းတကတော့ကျုံတိုးပြက်ခတိဟဇီရီစကန်ကုန်းကိုစစ်တကပြန်လည်သိမ့်ပိုက်သွားကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့အနီးကျုံပိုင်းတောင် ပြက်ခတိဟဇီရီကုန်းကိုစစ်ကော်မရှင်တပ်ကစက်တင်ဘာလ23ရက်နေ့ကသိမ့်ပိုက်လိုက်ပြီးကျုံတိုးမြောက်ပတိုင်းနဘူးလမ်းမကြီးကိုမကြမီပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှင် lobby တွေရဲ့ပေါ်ပြချက်အရသိရှိရပါတယ်စစ်ကော်မရှင်တပ်ဟာဂျုံတိုကော့ဂရိတ်လက်မကြီးကိုပြီးခဲ့တဲ့ဇူလိုင်လပိုင်းကပြန်လည်ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်ပြီးတဲ့နောက်ဂျုံတိုနဘူလန်ကော့ဂရိတ်ဂျာအင်စီဂျီလမ်းတွေနဲ့ဂျုံတိုမြို့အနီးပတ်ဝန်းကျင်ကကြေးရွာတွေကိုထိုးစစ်ဆင်တိုက်ခိုက်တာတွေဆက်လက်လှုပ်ဆောင်နေပါတယ်ဂျုံတိုမြောက်ပတိုင်းနဘူလန်ပိုင်းမှာရှိတဲ့ဂျုံပိုင်းတောင်ပေါ်ကပြက်ခတ်တီဟာဇီဒီဂုံးကိုသိမ်းပိုက်ရရှိရတဲ့အတွက်စစ်ကော်မရှင်တပ်ဟာတလားကြော်ကြာထိုးစစ်ဆင်နေခဲ့ရမှာ KNL တော်လိုင်းပုံပုံတက်တွေနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေခဲ့တာဖြစ်ပြီးစစ်ကော်မရှင်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ကျုံပိုင်းတောင်ပေါ်ကပြခတိယဇီတိဂုံးကိုစစ်ကော်မရှင်တပ်ကသိမ်းပိုက်နိုင်ဖို့အတွက်အင်အားရာချီအသုံးပြုပြီးအဆက်မပြတ်ထိုးစစ်ဆင်လာနေတဲ့အတွက်စက်တင်ဘာလ23ရက်နေ့ကအပြေးပိုင်သိမ်းပိုက်နိုင်ခဲ့ပြီးတော်လိုင်းပုံပုံတက်တွေပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ ပြက်ခတ်တရားစီဒီကုံကိုစစ်ကော်မရှင်တပ်ကသိမ်းပိုက်နိုင်ခဲ့ပေမဲ့ကြုံတိုးမြောက်ပတိုင်းနဘူးလန်းပိုင်းနဲ့ရင်ကွဲတောင်စခန်းကိုတော့ပြန်လည်မသိမ်းပိုက်နိုင်သေးပဲစစ်ကော်မရှင်တပ်ကတော့ရင်ကွဲတောင်ကိုဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်တယ်လို့ဒေသခံတွေကဆိုကြပါတယ်ကြုံတိုးမြောက်ပတိုင်းနဘူးလန်းပိုင်းတိုက်ပွဲမှာစစ်ကော်မရှင်တပ်ကကြေးရွာတွေတဲကိုလက်နက်ကြီး drone လေယာဉ်ပုံကျစ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်တာဒနီကအဆောက်အုံတွေနဲ့နေအိမ်တွေထိမှန်ပျက်စီးသွားခဲ့ပြီးကြုံပိုင်းချောင်းဖြား ကော်ဒီဆိုင်ဂျာအင်းစုစတဲ့အနီးတဝက်ကြီးရွာတွေကဒေသခံတွေဟာဘေးလူရာကိုတင်းရှောင်နေကြရပါတယ်စစ်ကော်မရှင်တာဂျုံတိုးကော့ဂရိတ်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ဂျုံတိုးမြို့အနီးတဝက်ပတ်ဝန်းကျင်ကကြီးရွာတွေကိုမထိန်းချုပ်နိုင်သေးပဲဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရမှာတိုက်ပွဲတွေဆက်ပြစ်နေပြီးတင်းရှောင်နေကြရတဲ့ဒေသခံတွေဟာနေရက်ကိုမပြန်ရေးချသေးဘူးလို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ ထီးဖြူဆောင်ကပလင်ပေါ်တက်တရားပြသူတဦးဖမ်းဆီးခံရကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝယ်မြို့ယထာဘူတပရိပတိတဒနာရိတ်တာမှာထီးဖြူဆောင်ကပလင်ပေါ်တက်တရားပြခဲ့တဲ့အမျိုးသားတယောက်ကိုစက်တင်ဘာလ25ရက်နေ့ညနေ4နာရီကမြို့နယ်တန်ကနာယကအဖွဲ့နဲ့ရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကနေသိရှိရပါတယ်။တဝယ်မြို့ဝဲကျွန်းထိန်လေရဲ့လင်းကွင်းလမ်းမှာရှိတဲ့ယထာဘူတပတိပတိတဒနာရိတ်တာမှာ ယမန်နေ့ညနေ၄နာရီက TV ဆောင်းကပလင်ပေါ်မှာတရားပြခဲ့တဲ့ဥယေချင်းကိုဖမ်းဆီးခဲ့တယ်လို့မြို့ခံတယောက်ကပြောပါတယ်။နာမည်ကဥယေချင်းတရားပြလိုက်ကောင်းတယ်။သူတပည့်တွေကယောက်ျားစုဝစ်ဖြူမိန်းမစုယောဂီဝစ်စုံပဲဝေကြတယ်။ကြာပြီးယထာဘုဒ္ဓသာသနာရိတ်တာမှာတရားပြနေတာ TV ဆောင်းပြီးတရားပြတဲ့ပုံတွေလိုင်းပေါ်ပြန်သွားလို့အဖမ်းခံရတာသူ့ကိုကိုးကွယ်တဲ့အထင်းမှာအရာရှိမိန်းမတွေတောင်ပါတယ်လို့ဆိုပါတယ်။စက်တင်ဘာလ16ရက်နေ့ကအတိတ်ထံအောင်မြင်ရေး Facebook ကနေ့ ယထာပုတ္တပฏิပတိသာသနာရိတ်တာမှာဥယျချင်းကိုတပည့်တွေကထီးပြူဆောင်းကကြိုဆိုခဲ့ကြပြီးဥယျချင်းကပလင်ပေါ်တက်ကတရားပြခဲ့တဲ့တပ်ပုံတွေကိုဖြန့်ဝေခဲ့ပြီးနောက်ဖန်စီခံခဲ့ရတာဖြစ်ပါတယ်သာသနာရေးနဲ့နှိစက်သူတယောက်ကမြို့နယ်ကမတိတာမဟုတ်ဘူးတည်တယ်ကောင်းတာလောက်တာဆိုတော့မပြောပဲထားတာယထာပုတ္တသာသနာရိတ်တာမှာတရားပြတယ်ဘုန်းကြီးတွေကိုစွန့်ကတ်တယ်ဘုန်းကထိန်လုပ်တယ်စွန့်ကတ်ရင်ငွေစွန့်ကတ်တာသူကိုယ်တိုင်လည်းသူ့ရဲ့ Facebook အကောင့်ကနေအမြင့်တင်နေတာလို့ရှင်းပြပါတယ် 2024ခုနှစ်နိုဝင်ဘာလ3ရက်ကယထာပူတပฏิပတိသဒ္ဒနာရိတ်တာမှာပထမအကြိမ်စုပေါင်းမဟာဘုံကတိန်ကိုဥယျချင်းနဲ့တပည့်တွေကလှုပ်ဆောင်ခဲ့ပါတယ်။လက်တလုံးမှာဥယျချင်းကိုတဝဲမြို့မှာရေစကန်းကသဒ္ဒနာကိုစော်ကားမှုနဲ့ဆိုင်တဲ့ပုံမှန်295ကကြီးနဲ့အမှုဖွင့်ထားတယ်လို့အုတ်ချုပ်ရင်းနဲ့နီးစပ်တဲ့တရင်ချင်းမြစ်တွေစီကနေသိရှိရပါတယ်။စက်တင်ဘာလ20ရက်နေ့ကလည်းမုဒုံမြို့နယ်နှီးပရောရွာတက်မှာထီးဖြူဆောင်ကပလင်ပေါ်တပည့်တရားပြခဲ့တဲ့ ပြည်ထက်သုံးပုံမေတော်ကြီးစန္နတီဝီကိုရဲတွေနဲ့မြို့နယ်တန်ခါနိုင်ကအဖွဲ့တွေကဖမ်းဆီးပြီးပုံမှန်၂၉၅ကကြီးနဲ့အမှုဖွင့်ထားပါတယ်။အလားတူစက်တင်ဘာလ၁၄ရက်နေ့ကလည်းဓမ္မတီးလူလူတိများတဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိတချင်းကို DJ နဲ့ remix လုပ်တီးခတ်ခဲ့တဲ့ DJ Violet နဲ့ခွင့်ပြုပေးခဲ့တဲ့ဆန်ရှင်အပါအဝင်၅ယောက်ကိုစစ်ကောင်စီကဖမ်းဆီးပြီးပုံမှန်၅၅ကကြီးနဲ့အမှုဖွင့်ထားပါတယ်ခင်ဗျာ။ထမံတင်ဆက်ပေးကြတဲ့ကတော့ ဒေါ်စန္နာမင်းလတာကနေတတိပုဂ္ဂလဝင်ပြိုင်မဲလို့ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပါတီဝင်ဥယေ9000မပြည့်လို့ဖျက်သိမ်းခံလိုက်ရတဲ့မြို့သားဒီမိုကရေစီအင်အားစုပါတီ NDF ဒုတိယဥက္ကဋ္ဌဟောင်းဒေါ်စန္နာမင်းဟာရန်ကုန်တိုင်းလတာမြို့နယ်ကနေတတိပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မဲလို့ BBC ကိုပြောပါတယ်။ NDF မှာရုံးကဗဟန်းကနေဝင်ပြိုင်ဖို့စီစဉ်ခဲ့ပေမယ့်အခုတော့လတာပြည်သူလွတ်တော်မင်းစနနေကနေပြိုင်မဲလို့ဆိုလာတာပါ။ပါတီဖျက်သိမ်းခံရအပြီးမှာ ဒေါ်စနာမင်းကနိုင်ငံရေးကိုစိတ်ကုံခဲ့ပေမဲ့အခုတော့ပါတီလက်ကင်မရှိတော့ဘဲရွေးကောက်ပွဲတွေကိုပြန်ဝင်လာတာလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက BBC ကနေဒေါ်စနာမင်းကိုတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်မလားလို့မေးတဲ့အချိန်မှာကျမဘာမှဆက်မလုပ်တော့ဘူး။ကျမတော်တော်စိတ်တန်ရရခဲ့တယ်လို့ဆိုခဲ့တာပါ။ဒေါ်စနာမင်းဟာ NLD ပါတီကိုစားပြုပြီး2012ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာနေပြည်တော်စပူတီရီမြို့နယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။2015ခုနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးစိတ်ကြီးခနောင်တို့မဲစနားနယ်တိုင်းဒေသကြီးလွှတ်တော်ကိုစလဲဖြစ်ဝင်ရောက်ရှင်းပြိုင်ခဲ့ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်ကိုစလဲလောင်း4963အမည်စရင်းတင်သွင်းထားပြီးတတိပုဂ္ဂလ95ဦးပါဝင်တယ်လို့စစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကဒီအမည်စရင်းတွေကိုစက်တင်ဘာလ23ရက်နေ့ကနေအောက်တိုဘာလ4ရက်နေ့ထိစစ်ဆင်သွားမယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့မောင်းပြတဲ့ကားကိုယင်ထင်းရဲတွဲလောင်းခုဖမ်းဆီးတဲ့ဗီဒီယိုဖိုင်လူစိတ်ဝင်စားမှုမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ပါရမီလမ်းမပေါ်မှာစက်တင်ဘာလ25ရက်နေ့ညပိုင်းကရင်စစ်ဆေးဖို့ရက်တန့်ခန်းရမှာရမပေးပဲမောင်းပြတဲ့ကားကိုတွဲလောင်းခုဖမ်းဆီးခဲ့တဲ့ယင်ထင်းရဲတယောက်ရဲ့ဗီဒီယိုဖိုင်ကိုလူစိတ်ဝင်စားမှုမြင့်တက်နေပါတယ်အဆိုပါကမီနီဖြတ်မောင်းတဲ့အတွက် ရင်ထင်းရဲကတားဆီးရမှာမရက်တံပဲမောင်းနေပြည်တဲ့အတွက်ရင်ထင်းရဲကတွဲလောင်းခုကဖမ်းဆီးခဲ့တာဖြစ်တယ်လို့အဆိုပါဖြစ်ရကိုမြင်တွေ့ကြသူတွေကဆိုပါတယ်အဲ့ဒီကကပါရမီလမ်းတိုင်းမောင်းလာတာအင်းစိန်လမ်းဘက်ကနေပြည်လမ်းဘက်ကိုကိုရီကမင်းတမပွိုင်မှာမီနီစောင်းနေတာအဲ့ဒီနားကမီပွိုင်ကနီနီလေးနှစ်ခုကိုသူကပထမတစ်ခုကိုမီနီဖြတ်ပြီးတော့ရဲကထွက်တာရောသူကမရက်ဘူးဒါပေမဲ့ရှင်မီပွိုင်ကလည်းနီနီတော့ရှေ့ကားတွေနဲ့ပိတ်မိပြီးရဲကမိသွားတယ်လမ်းလေကောင်းကြီးဖြစ်ကြရော ကိုရီပွိုင်းလွတ်တော်အေကားကိုရဲကရှိကပိတ်ပြီးကာထားတာအဲ့ဒီနောက်ပိုင်းကတော့ဗီဒီယိုတွေကအတိုင်ဆက်ဖြစ်တာပဲလို့ဖြစ်စဉ်ကိုမြင်တွေ့သူကဆိုပါတယ်။မောင်ပြေသူဟာရင်ထင်းရဲကိုလက်ထုံးငွေပေးခဲ့ပေမဲ့ရင်ထင်းရဲကလက်မခံတဲ့အတွက်မောင်နေပြေတာလို့ဆိုသူတွေလည်းရှိကြပါတယ်။ကိုကအဲ့ဒီကဘေးကလျက်ကတဖက်လမ်းပေါ်မှာသူကပတ်စံပေးတော့ကိုဘေးဦးကလက်ခါပြတာမယူဘူး။အဲ့ဒါကိုအဲ့ဒီလိုမောင်ပြေတာလို့နောက်ထပ်မြင်တွေ့ခဲ့သူတယောက်ကဆိုပါတယ်။ရမပေးပဲမောင်းပြတဲ့အဆိုပါကားကို တက္ဆီသမားတွေကဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြပြီးဖမ်းဆီးစဉ်အတွင်းမှာဝင်ရောက်ထိုးကျိတ်တာကိုလည်းဗီဒီယိုဖိုင်ထဲမှာတွေ့မြင်ရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့စီရေးသတင်းသုံးသပ်ချက်တွေကတော့ AATNL MNDAA နဲ့ UWSC သတိထားရမယ်မအားလားအကွာမအားလားမလို့ရတာဘာမှမရှိဘူးဆိုပြီးကိုဗစ်ဖြစ်ချိန်အာဏာသိမ်းခဲ့တာအားလုံးသတိရမှာပါယခုရေးပြလို့တာကမအားလားတက်ထဲမှာ UWSC DNL နဲ့ AA ကိုတံပြန်ဖို့ဘာတွေလုပ်နေလဲဆိုတာပါရခင်ကတိုင်းရင်းသားလက်နက်ကိုင်တွေဟာမိမိအကျိုးစီးပွားကိုလက်ခံတဲ့ NGO တွေသတင်းသမားတွေလူခွင့်ရေးသမားတွေနဲ့ NLD အစိုးရအောက်မှရှိတဲ့မအားလာ တက်ကလုံတာကိုဝေဖန်ရင် NLD အစိုးရကဘာမှမအားလာကိုမပြောနိုင်ပေမဲ့ဒေါ်ဆင်းစုကြည်ပုံရိပ်ကိုကြောက်အောင်လုပ်ရမှာတော့အဆင်ပြေခဲ့ပါတယ်တို့တို့နိုင်ငံသားမှာလူခွင့်ရေးလှူရှာသူကလည်းဒေါ်ဆင်းစုကြည်နာမည်ပြတ်အောင်တော့လှူစားနိုင်ခဲ့ပါတယ် 2021အာနာသိင်းပြီးမှမအားလာရတလူနေအိမ်တွေကျောင်းတွေကိုဘုံကျတာကလေးတွေတတ်တာကိုပြောင်းလုလာခဲ့ပါတယ်။ရိုဟင်ဂျာတွေကိုတတ်တယ်ဆိုပြီးဆွဆွေးတော့ထက်ပေါ်တင်အစာပေါင်းများစွာပါကုလကဘာမှအရေးမယူနိုင်တယ်လို့ရခင်ကရိုကိစားနဲ့အထေချုပ်လုပ်ငန်းတွေကိုအရေးယူမဲဆိုပြီးရစတန်ပီလီချေခဲ့တဲ့ဥရောပသမဂ္ဂကလည်းမအားလာကိုအရေးမယူရဲတော့ပါဘူး။ယခုဒေါ်နယ်ထွန်းအကွန်ကလူခွင့်ရေးကြောင့်မဟုတ်ပေမဲ့ မာလာနဲ့အထေချုပ်စီးပွားရေးကိုစတင်လာနေပါပြီယခုရေးပြလိုတာက UWSC မျိုးဆက်တစ်ခေါင်းဆောင်ပေါက်အိုက်ခန်း TNL ခေါင်းဆောင်ကိုတာပုံကျော်နဲ့ AA ခေါင်းဆောင်တွေအနေနဲ့ရခင်ကစဉ်းစားပုံကိုပြောင်းပြီးအတွေးအသင့်နဲ့စဉ်းစားနိုင်အောင်ရေးပြလိုတာပါ NUG လည်းပါမှာပါပထမကုလကဏ္ဍပြီးအားပေးတဲ့နေ့ပါအတူပြီးပေါ့ဒါတွေက2012ခုနှစ်မှာအင်မတန်ကိုမှရေးပန်းစားခဲ့ပါတယ်ဒါပေမဲ့လစ်ပြားနောက်ပိုင်းမှာတော့မဖြစ်နိုင်တော့ပါဘူးမာလာကို ICC ကအရေးယူတာဟာ အစ္စရေးကိစ္စအပြီးမှာဖြစ်နိုင်ခြင်းနည်းလာတယ်လို့ရိုဟာအေးအေးကောင်းဆောင်ပိုင်းကိုလည်းလှုပ်လာမှာပါထို့အတူပြည်ရင်းကအခြားလူမျိုးစုကောင်းဆောင်တွေကိုလည်းဒီလူမျိုးကဟိုလူမျိုးကိုလုတ်တယ်လို့ဆိုပြီးအပြန်လဲဆွဆွဲကြရင်ဇလန်းရှိပြီးရှုပ်လာမှာပါဒီကိစ္စဟာဒေါ်နယ်ထွန်းရဲ့သူ့ပါတီဆက်အာဏာရနေရင်ဖြစ်နိုင်ခြင်းနည်းတော့မှာပါအန်ယူဂျီမာက NGO အဖွဲ့တွေရှိလို့ PR နီလန်းကိုစိတ်ဝင်စားနိုင်ပေမဲ့စီးရီး PR ကတော့အကောင်းဆုံးပါမအလာဟာ ရခိုင်မှာဘင်္ဂါလီတွေကိုသူမရှုံးခင်မှာလက်နက်တက်ဆင်ပေးခဲ့ပါတယ်။ဒါဟာသူ့ရဲ့အမျိုးဘာသာတာသနာဆိုတဲ့စောင့်ဘုံနယ်လေးစန့်ကျင်နေပါတယ်။ဒါရင်လားဆိုတော့မဟုတ်သေးပါဘူး။ဆာယဖတ်ဒူးချုပ်ကိုဘင်္ဂလားဒေ့ရှ်ကိုလွတ်ပြီးသူ့ရဲ့စစ်ထောက်လိုင်းရင်းနဲ့ဘင်္ဂါလီတွေကိုလက်နက်တက်ဆင်ပေးရေးကိစ္စသူတို့ကနေမြရရင်ဒုက္ခတွေတွေကိုပြန်လက်ခံမယ်။ကိုပိုင်အုပ်ချုပ်ရေးဒေသပေးမယ်ဆိုတာတွေကိုပြောဆိုသဘောတူခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီးအစ်စ်မှလည်းကတိတွေပေးသဘောတူထားပါတယ်။ဒါတွေက မစားရတဲ့အမေတေးနဲ့ပြစ်တာပေါ့အလွန်လဲမိုက်ရိုက်ပါတယ်ဒါရီကအာနာရဖို့ဆိုရင်မလားဟာဘာမစိုးလုတ်ဖို့ဝမလေးဘူးဆိုတာကိုပြတာနေပါတယ်ယခုလဲအေးတမဆုံးရှုံးခဲ့တဲ့နေမျိုးတွေကိုတံပြန်ထူးစစ်စင်ဖို့ပင်ဂါလီနဲ့ရှင်းနှောက်ညှက်ပြီးဟဲချက်ညီညီတိုက်ဖို့ပြင်ဆင်နေပါတယ်အမေရိကန်ကိုလဲကြားခံကနေပင်ဂါလီတွေနေမျိုးပြန်ရရင်ပြန်ဝင်ပေးမယ်ဆိုတာပြောဆိုတာပါတယ်ဒီကိစ္စဟာအေးကနေမျိုးစိုးမှုပြီးမှာပါဒါရင်ဘေးလားဆိုလို့မဟုတ်သေးပါဘူး အဲနဲ့တောင်ပိုင်းဒေသတွေကိုဒီဇင်ဘာမကုန်ခင်မှာပြန်တိုက်ဖို့တောင်စစ်စင်ရေးတွေပြင်ဆင်ထားပါတယ်။တိုက်မဲ့အချိန်ဟာဘူတီတောင်ဘက်ကိုမအလနဲ့ဘင်္ဂလားဒေ့ရှ်ကလက်နက်တပ်ဆင်ပေးထားတဲ့အဖွဲ့တွေဝင်တိုက်ချိန်မှာဟန်ကျက်ညီညီဝင်းရောက်ထိုးစစ်ဆင်ဖို့ပြင်ဆင်ထားပါတယ်။ဒါကနှစ်ဖက်ညက်တိုက်မဲ့စစ်ရေးပြပါပါ။တရမန်အရေးမှာတော့မအလဟာ GWSC ကိုကန် TNL နဲ့ AA တို့ကိုမွေးရစင်းနဲ့ဈေးပြတွေလှုပ်ကြောင်းတရုတ်ထိုင်းအိန္ဒိယဘင်္ဂလားဒေ့ရှ်အစိုးရတို့ကိုပြောလို့ရှိတယ်လို့ American ကိုလည်း ဒီနေ့ကနေတဆင့်ပြောသလိုစစ်တပ်ချင်းတွေ့ဆုံပွဲတွေလော်ဘီတွေကနေလည်းပြောလို့ရှိပါတယ်။တရုတ်နဲ့ထိုင်းကို UWSC ကပေါက်အိုက်ခန်းကိုမူရစည်းမှုစေးပြမှုကြားဖြတ်မှုတွေနဲ့ဖမ်းခိုက်နေပါတယ်။ရခိုင်ကပေါက်ကျင်းဖုန်းကိုတရုတ်ကိုသတင်းပေးပြီးဖမ်းခိုင်းခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကဘိန်းထုတ်တဲ့တိုင်းပြည်တွေထဲမှာမြန်မာဘာထည့်လာပြီးဗင်နီဇွဲလာကအာနာရှင်မတူရိုကိုတော့တန်း90နဲ့ဖမ်းဝရမ်းထုတ်ထားပါတယ်။သူ့ရေပြင်မှာလည်းစစ်သင်းမော်တွေရပ်ပြီးစောင့်ကြည့်နေခဲ့ပါတယ်။ ဒါက ICC ထက်ဖြစ်နိုင်ခြေပိုများပါတယ်။ဒါကြောင့်မာအနာကဒီကိစ္စကို ICC ထက်ပိုကြောက်ပြီးသူ့အပြစ်ကို AAUWSC တို့ထံကိုလွှဲချဖို့တစ်ချက်ကုန်နှစ်ချက်ပြည့်အနေနဲ့အသေးအံစူးစမ်းနေပါတယ်။ UWSC MTAA နဲ့ TNL တို့ကိုတော့ကြားပြန့်ကိစ္စကိုပါတရုတ်နဲ့တိုက်ထားတာပါ။ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။မာအနာဟာမတူတာရီပူးတွေလောက်ရမှာမျက်နှာပြောင်းပါတယ်။ AA ကိုတိတ်ခါချဖို့ဆိုရင်သူ့ရဲ့ထောက်လိုင်းရဲ့သတင်းအချက်အလက်တွေကို ်ဘင်္ဂလီရီထံကိုဖုတ်ဘင်္ဂလီရီကနေတဆင့် share ပါတယ်။ရည်ရွယ်ချက်က A ကိုလှုပ်ကြံဖို့နဲ့လူမျိုးရင်းမကြီးမသက်ဖြစ်အောင်ပါ။တကိစ္စကိုသူ့ရဲ့မဘာသားတွေလည်းမအော်ရဲပါဘူး။ဇာယေတူပြောတာဖြစ်နိုင်မဖြစ်နိုင်ဆိုတာရခင်ကမာလာအေအေနဲ့ဘယ်လိုပူပေါင်းလုပ်ခဲ့လဲ။အေအေခေါင်းဆောင်တွေတိမှာပါ။ဒါအပြင်ရှမ်းပြည် TNL နေကလူစုံလို့စာရဖောက်ကိုနှီးမျိုးစုံလူပေါင်းစုံအယောင်စုံလွတ်နိုင်ပေမဲ့အေအေကရခိုင်လူမျိုးကိုတော့ဦးတီလို့ဖို့ရခိုင်မာမူတို့ကိုဦးတည်ပြီး သတင်းစုဆောင်ရပါတယ်။နောက်ပြီးတော့ AATNL MNTE ထံကနေလွတ်လပ်သူတွေကိုဘယ်မှာဖမ်းထားတာသူတို့ဘယ်မှာနေတာတွေမေးပြီးလေကြောင်းကင်းထောက်တာ electronic surveillance လို့ခေါ်တဲ့စစ်တွေရေးကိုကြားပြတ်နားထောင်တာထိုဒေတာတွေကနန်းတွေဖွတ်တွေအခြားလူမျိုးရေးအစွန်းရောက်သူတွေကိုမြှောက်ပေးပြီးတရင်ရယူတာတွေလုပ်တယ်လို့မိမိစာရဖတ်ကုန်လဲဈေးတဲ့အယောင်ဆောင်ကုန်ကားမောင်းသူအယောင်ဆောင်ပြီးတိုက်ခိုက်ဖို့တရင်တွေစူးစောင်းနေပါတယ် ါတွေက A နဲ့အခြားဖွဲ့တွေတည်ထားဖို့ပြောပြတာပါ A အနေနဲ့လည်းမိမိမဟာဗျူဟာအစဉ်ပြေးနေတဲ့ချင်းရင်ဆက်တာလုပ်ပါ TNL တို့လည်းထို့အတူပါပဲဖြစ်တင်တာကတော့ AA ရော TNL ပါ NUG နဲ့ယခုတက်ပို့ပြီး KIA ကဲ့သို့မဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်ဖို့ပါ NUG မှာလည်းတမရကအစ NGO အတွေးခေါ်လျှော့ပြီး NUCC တက်ပို့ပြီးလက်တွေ့ကြနိုင်တဲ့အင်အားကြီးပြီးမိမိကိုကိုနိုင်တဲ့တိုင်းရင်းသားအဖွဲ့တွေနဲ့ယခုတက်ပို့ပြီးပူပေါင်းဆောင်ရွက်နိုင်ပါစေ။ ြည်သူကတော့တက်တော်လေးတွေနဲ့အချိန်မကုန်ပဲ NUG အောက်က PDF ကိုသာ PRF ကနေတဆင့်ထောက်ပံ့ပေးဖို့အထူးသဖြင့်မြေပြန့်ကစကိုင်းမကွေးမန္တလေးကိုဦးစားပေးဖို့တောင်းဆိုပါစေအထက်ကကိစ္စကတိုင်းဒေသတော်လှန်ရေးခေါင်းဆောင်တွေကိုတိပုရေးပြတာပါကုလကတော့ဒေါ်နေထွန်းကတော်ဘာမှမလုပ်နိုင်တဲ့အဖွဲလို့ပြောပြီးသားမို့လို့မျှော်လင့်ချက်သိမ်မထားပါနဲ့ခင်ဗျာဟုတ်ကဲ့ပါ အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆုံးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။